င်္ဂလာပါရှင်မတ်လ20ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကနေတင်ဆက်ပေးမှာကတော့မင်းကုန်းပထိုးတော်ကြီးအနီးကစစ်စခန်းဟောင်းနေရာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့သတင်းပြင်းမနာစစ်ကြောင်းမှုအသက်ခံရမှုမှာကျူးလွန်သူတွေကိုဖောထုတ်အရေးယူဖို့သဘောတူညီချက်ရရှိတဲ့အကြောင်းသခိုင်းနယ်ကစင့်ကင်တောင်ရွာကိုစစ်ကောင်စီထပ်ပြီးလေကြောင်းတိုက်ခိုက်လို့ဖျားစီတီတွေပျက်စီးခဲ့ရတဲ့ဖြစ်စဉ်အေယာဝတီတိုင်းအတွင်းကတိုက်ပွဲမှာတေဆုံးတဲ့စစ်ကောင်စီအရာရှိတချို့ကို ပသိမ်မုံရွာလမ်းဘေးတုတ်တံမှာလုံခြုံရေးရှင်တန်းနဲ့လာရောက်တကြိုတဲ့အကြောင်းဒါရီကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကောင်စီကမင်းကုံပထိုးတော်ကြီးနားမှာရှိတဲ့သူတို့ရဲ့စစ်စခန်းဟောင်းနေရာကိုမတ်လ19ရက် မနေ့ညကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေပြောပါတယ်။သူတို့စခန်းဟောင်းကို သူတို့ ပြန်ကျဲတာမှားကျဲတာလို့ထင်တယ်။အဲ့ဒီမှာ PDF တွေရှိမနေပါဘူးလို့ဒေသခံတအူးကပြောပါတယ်။စစ်တပ်လေကြောင်းတိုက်ခိုက်တဲ့နေရာဟာမင်းကုံပထိုးတော်ကြီးအနောက်ဘက် နောမယတောင်ကုန်းကစစ်ကောင်စီစခန်းဟောင်းနေရာဖြစ်တယ်လို့သိရပါတယ်။လေကြောင်းတက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့ဖုံးကြီးကျောင်းနဲ့ဘာသာရေးဆိုင်ရာအဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။မင်းကုန်းပထိုးတော်ကြီးနဲ့မနောမယတောင်ကုန်းဟာဂိုက်တထောင်ကန့်သာဝေးတာပါ။လက်ရှိမှာစစ်ကောင်စီတပ်ကမင်းကုန်းနယ်ကိုမြေပြင်စစ်ကြောင်းထိုးကျင်နေပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်နေတာကြောင့်ရှေးဆက်မတိုးနိုင်တဲ့အနေအထားလို့သိရပါတယ်။ဒုတိယကမ္ဘာစစ်ကာလမှာဖက်စစ်ဂျပန်တပ်တွေကရော ဗြိတိရှကိုလိုနီတပ်တွေကပါဇေဒီပထိုးများစွာရှိတဲ့သာသနာနယ်မြေမင်းကုန်ဒေသကိုဘုံမကျဲတာကြောင့်မန္တလေးမြို့ကဒေသခံတွေစစ်ဆောင်ခဲ့ကြရတဲ့နေရာဖြစ်တယ်လို့ဒေသခံတအူးကပြောပြပါတယ်။ဒါပေမဲ့အာနာသိစစ်ကောင်စီကတော့သာသနာနယ်မြေပေါ်မရှောင်ဘုံကျဲနေတာလို့သူကဆက်ပြောပါတယ်။မင်းကုန်မှာ2024ဩဂတ်လကစလို့တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီးဒီကနေ့အထိစစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့စစ်ဆောင်တချို့ကပြောပါတယ်။ ဒါကြောင့်လက်ရှိစစ်ရေးအနေအထားအရမင်းကုန်းဒေတာတစ်ခုလုံးသတိပြုနေကြရတဲ့အခြေအနေဖြစ်ပါရဲ့ရှင်။နေပြည်တော်တိုင်းစစ်ဌာနပြည်မနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်ခေါ်ဝင်းလှိုင်တပ်ဖြတ်ခံရမှုမှာကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူပြီးနှစ်ဖက်အဖွဲ့အစည်းတွေမဟာမိတ်တပ်ပေါင်းစုတွေရှေ့မှာပွင့်လင်းမြင်သာစွာချပြမဲ့သဘောတူညီချက်ရခဲ့တယ်လို့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကမတ်လ20ရက်ဒီကနေ့မှထုတ်ပြန်လိုက်ပါတယ် ရဲဘော်ကိုဆိုင်ဖြစ်စဉ်နဲ့ပတ်သက်လို့မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေရဲ့ဂျားဝင်စစ်ဆန်ညှိနှိုင်းမှုနဲ့ကယန်းပြည်သက်တက်မတော်ရုံးဆိုင်ရာနေမျိုးကိုမတ်လ၁၈ရက်နေ့ကတွားရောက်ဆွေးနွေးခဲ့ကြောင်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကအသိပေးပါရယ်နှစ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ကယန်းပြည်သက်တက်မတော်တို့ဟာတော်လှန်ရေးမဟာမိတ်ညီနောင်အဖွဲ့အစည်းတွေရှေ့မှာဆွေးနွေးညှိနှိုင်းခဲ့ပြီးအချက်၅ချက်ကိုသဘောတူကတိကဝတ်ပြုခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီသဘောတူညီချက်တွေအရာ ရဲဘော်ကိုဆိုင်ဖြစ်စဉ်မှာပါဝင်ပတ်သက်ခဲ့တဲ့ပြစ်မှုနဲ့သက်ဆိုင်သူကျူးလွန်သူအားလုံးကိုဖော်ထုတ်အရေးယူပြီးကယန်းပြည်သက်တမတော်ကပွင့်လင်းမြင်သာစွာချပြဖို့ပါဝင်ပါတယ်။နောက်နောက်မှာလည်းတူညီတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့အောက်ခြေတပ်မှုတွေအထိခိုင်မာတဲ့ယုံကြည်မှုရှိစေရေးဆောင်ရွက်ဖို့နှစ်ဖက်အဖွဲ့အစည်းတွေကလက်နက်အသုံးပြုပြိပခမဖြစ်ရေးကိုအပြည့်အဝတာဝန်ယူကတိပြုဖို့အချက်တွေလည်းသဘောတူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကရဲဘော်ကိုဆိုင်ခေါ်ဝင်းလှန်ကိုကရမ်းပြည်သက်တက်မတော်ဗဟိုကောမဒီဝင်ဘုံမူးကြီးသိန်းဟန်နဲ့တွေ့ဆုံဆွေးနွေးဖို့ကရမ်းပြည်သက်နယ်မြေအမှတ်6မြို့နယ်ဒုတမဟာမှုဖိုးခွားကလာခေါ်သွားတာလို့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကကနအူးထုတ်ပြန်ထားပါတယ်။အဲ့ဒီနောက်ရဲဘော်ကိုဆိုင်ဟာလူမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ခံရပြီးဒဏ်ရာများစွာနဲ့တိတ်ဆုံးတာကိုမတ်လ23ရက်နေ့မှာရှာဖွေအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်အတွက်ပြစ်မှုကျူးလွန်သူတွေကိုတရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ဖို့နဲ့အရေးယူမှုပြီးဆုံးတဲ့အထိဆက်လက်ဆောင်ရွက်မယ်လို့ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ဒါအပြင်တော်လှန်ရေးအကျိုးစီးပွားရှေ့ရှုပြီးအသေးအဖွဲကိစ္စတွေကအစားလင်းလင်းမြန်မြန်ညှိနှိုင်းဆောင်ရွက်ကြပြီးတော့စစ်ရေးအရာပူပေါင်းဆောင်ရွက်နိုင်တဲ့အထိယုံကြည်မှုတည်ဆောက်မယ်လို့လည်းအသိပေးထားပါရရှင်။စကိုင်းမြို့နယ်ဆင့်ကိုင်တောင်ရွာကိုစစ်တပ်ကဒီမနက်ပိုင်းမှာထပ်ပြီးလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဖျားစီတီတွေပျက်စီးခဲ့တယ်လို့ဝက်လက်မြို့နယ်ဘူကြာကြီးတော်လှန်ရေးတပ်ဖွဲ့ကပြောပါတယ်ဒီမနက်9:23မိနစ်လောက်မှာစစ်ကောင်စီတပ် Jet Fighter တစ်စီးကတိုက်ပွဲမရှိဘဲစင်ကန်ရွာလယ်မှာတီထားကိုးကွယ်တဲ့ရှင်ပင်စိတ်ဖျားဝင်းကိုပုံနှစ်ကြိမ်ကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်အရင်ကတိုက်ပွဲဖြစ်ခဲ့တဲ့ဖျားကုန်းပေါ်ကိုပုံနှလုံးကျဲချသွားတာလို့သိရပြီးပြည်သူအထိခိုက်တော့မရှိဘူးလို့ဘူကြာကြီးကပြောပါတယ် ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ရှင်ပင်စိတ်ဖျားဝင်တွေကသာသနိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ရပါတယ်။စစ်ကံရွာကိုပြီးခဲ့တဲ့မတ်လ16ရက်ည7:00နာရီကျော်မှာလဲဒဒဦးလေတပ်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲလို့ပြည်သူ၄ဦးသေဆုံးခဲ့ရပါသေးတယ်။အဲ့ဒီတုန်းကလေကြောင်းတိုက်ခိုက်မှုမှာနေအိမ်တွေပေါ်ကျပြီးအသက်80ကျော်အရွယ်အဖိုးအဖွား2ဦးအသက်30ကျော်အမျိုးသမီး2ဦး6လသားအရွယ်ကလေးငယ်2ဦးစုစုပေါင်း၄ဦးသေဆုံးခဲ့ရတာပါ။ စစ်ကောင်စီရဲ့အခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာတဲ့အပေါ်ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့နဲ့လိုအပ်သလိုပြင်ဆင်ထားကြဖို့မတရားမျိုးနယ်ပကဖတာဝန်ရှိသူတဦးကတိုက်တွန်းထားပါရရှင်။ဧရာဝတီတိုင်းကရေကြီးငတိုင်းချောင်းလေးမျက်နာမျိုးနယ်ထိဆက်ဧရိယာတွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်ဒေဆောင်တဲ့စစ်ကောင်စီတပ်အရာရှိတချို့ကိုကွင်းကောက်မျိုးကအုတ်တွင်းကျေးရွာတုတ်တံမှာစစ်ကောင်စီဟာလုံခြုံရေးရင်တန်းနဲ့လာရောက်တချို့သွားပါတယ်။ အရာရှိတအူးပါတဲ့စစ်ကောင်စီရုပ်အလောင်း၅လောင်းကိုမတ်လ19ရက်မနေ့ကညနေပိုင်းမှာစစ်ကောင်စီတပ်လာရောက်တချိုးခဲ့တာလို့သိရပါတယ်။အမှတ်၅လေးကျင်ရေးတပ်ရှိတဲ့ကွင်းကောင်းမျိုးဟာလက်ရှိတိုက်ပွဲဖြစ်နေတဲ့ဒေသတွေနဲ့မိုင်30ခန့်အကွာမှာရှိပြီးပတ်သိမ်မုံရွာလမ်းမကြီးပေါ်မှာတရှိတာပါ။ရေကြီးမြို့နယ်တဲကကြားကိုက်ဆက်ဆက်ယိုကက်ကူကြီးကျေးရွာနဲ့လေးမျက်နာမြို့နယ်ကဝက်ကုန်းရွာချင်းလယ်ရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေ ဖြစ်နေတာပါ။ အဲ့ဒီနေရာတွေကရေကြီးမျိုးမြောက်ဆန်းရွာချီဆိုင်အမြောက်တပ်အမတ344နဲ့လဲမိုင်းအနှင်းငယ်သာဝေးပါတယ်။ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကစလို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ခဲ့ပြီးမတ်လ18ရက်ညကဝက်ကုန်းရွာနာကိုစစ်ကောင်စီလေကြောင်းကနေတိုက်ခတ်ခဲ့ပါသေးတယ်။တိုက်ပွဲမှာအများဆုံးသေတာကစစ်တပ်တန်းစင်တွေထုံးစံအတိုင်းပြန်မကောက်တဲ့အလောင်းတွေပေါ့။သူတို့ပြန်ကောက်တာကအရာရှိအဆင့်ပဲရှိတာ။နောက်ပြီးတော့တိုက်ပွဲကအရှိန်ရော့မနေဘူးနော်။ ပြည်သူတွေအစအစအရရသတိထားဖို့လိုတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။အာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေဟာအမတ344နဲ့တာပေါင်းမြို့နယ်က ခမာရ308တို့ကိုဥတီပြီးစစ်ရေးဖော်ဆောင်နေတယ်လို့မြေပြင်စစ်ရေးသတင်းရှင်းမြစ်တချို့ပြောပါတယ်။စစ်ကောင်စီတပ်ကလည်းအမတ344ကိုအင်အားထပ်ဖြည့်တင်းနေပြီးဘန်ကာအစ်စ်တွေတူးနေတယ်လို့သိရပါတယ်။ လက်ရှိဒေသတွင်စစ်ရေးအခြေအနေအရဒေသခံပြည်သူတွေသတိထားသွာလာကြဖို့ရေကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးတော့အေဝရီတိုင်းအတွင်းတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်ကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေကလည်းအသိပေးထားပါတယ်ရှင်။ People's Spring ရဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ င်္ဂလာပါရှင်။ People Spring ကတင်ဆက်ပေးမယ့် Marshla 20ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ Nuclear Later စကန်တစ်ခုတိုးချဲ့သွားမယ်လို့ပြင်သစ်ကြေညာတဲ့သတင်း။ Russia နဲ့ Ukraine တို့ကြားစစ်တုံးပန်းယာနဲ့ချီလဲလှယ်ခဲ့ကြတဲ့အကြောင်းစစ်စင်ရေးတွေပြန်လည်ဆက်တင်လာတဲ့နောက်ဂါဇာကို Israel မြေပြင်တပ်ဖွဲ့တွေပြန်လည်ဝင်ရောက်လာတဲ့အခြေအနေဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။ နိုင်ငံရဲ့လေတပ်စကန်တစ်ခုကိုမဟာဗျူဟာနျူကလ িয়ার လက်နက်တွေအခြေစိုက်နိုင်တဲ့အဆင့်မျိုးမြင့်တင်တိစောက်သွားမယ်လို့ပြင်သစ်အစိုးရကကြေညာခဲ့ပါတယ်။မတ်လ19ရက်နေ့မှာသမ္မတအီမန်နျူအယ်မက်ခရွန်ကစိန့်ဆူဗီရာမြို့မှာရှိတဲ့လူဆူလီလေတပ်စကန်ကိုနျူကလ িয়ার ဆက်လက်နက်တွေတာဝန်ယူကင်တွယ်နိုင်တဲ့နိုင်ငံဆက်စကန်တစ်ခုရဲ့အဆင့်မျိုးမြင့်တင်သွားမှာဖြစ်တယ်လို့အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်ရဲ့နျူကလ িয়ার ကာကွယ်ရေးအစီအမံတွေကိုစံနှုန်းအပြည့်တာဝန်ယူကိုင်တွယ်နိုင်တဲ့အဆင့်မျိုးအထိလူစုလီလေတပ်စခန်းကိုထူးထူးကဲ့ကဲ့အဆင့်မြင့်တယ်မှုတွေလှုပ်ဆောင်သွားမယ်လို့မက်ခရွန်ကဆိုပါတယ်။ပြင်သစ်အစိုးရကအဲ့ဒီလေတပ်စခန်းမှာနျူကလ িয়ার လက်နက်တွေတပ်ဆင်နိုင်တဲ့ Rafael မျိုးဆက်တဲ့ဂျက်တိုက်လေယာဉ်အုပ်စုနှစ်ခုထားရှိရေးအတွက်လဲကာကွယ်ရေးအသုံးစရိတ်အများပြောက်ရင်းနှီးမြှုပ်နှံသွားမယ်လို့ပြောကြားခဲ့ပါတယ်။ပြင်သစ်လွှတ်တော်ရဲ့နိုင်ငံသားရေးနဲ့ကာကွယ်ရေးကော်မတီအကြီးအကဲက အဲ့ဒီလေတက်စခန်းကိုမောမန့်အစင်မြင့်ဖို့ဖြစ်နိုင်ချေဘူးဂျွန်လာတုံးကအရေးအမွက်ပြောခဲ့ဘူးပေမဲ့အခုတော့လက်တွေ့စတင်တော့မဲ့သဘောပါအမေရိကန်မှာထရမ့်သမ္မတဖြစ်လာတဲ့နောက်ဥရောပရဲ့လုံခြုံရေးကဏ္ဍကိုတာဝန်ယူပေးဖို့မျက်နှာလွှဲမဲ့အရေးရောင်တွေမြင်လာရတဲ့အတွက် ပြင်သစ်ဟာနိုင်ငံနဲ့ဥရောပရဲ့နျူကလ িয়ার ကာကွယ်ရေးစွမ်းရည်ကိုဥဆောင်ဥရွက်မြင့်တင်ဖို့အားထုတ်နေတာဖြစ်ပါတယ်ဥရောပသမဂ္ဂ EU အဖွဲ့ဝင်တွေထဲမှာပြင်သစ်ဟာတခုတည်းသောနျူကလ িয়ার လက်နက်ပိုင်နိုင်ငံဖြစ်ပြီး နျူကလ িয়ার ထိပ်ဖူး300ဝန်းကျင်လောက်ကိုပိုင်ဆိုင်ထားပါတယ်။ပြင်သစ်မှာနျူကလ িয়ার စစ်လက်နက်တွေကိုကင်တွယ်နိုင်တဲ့လေတပ်စခန်း3ခုဖွင့်လှစ်ထားပြီးစဒုထမြောက်အဖြစ်ဂျာမနီနယ်စပ်နဲ့ကီလိုမီတာ200လောက်အကွာကလူဆူလီလေတပ်စခန်းကိုထားရှိဖို့အစီအစဉ်လာခဲ့တာပါ။ဂျာမနီရဲ့အဓိပတိအစ်ဖြစ်လာမဲ့ Friedrich Merz ကနိုင်ငံလုံးချုပ်ရေးအတွက်ပြင်သစ်ရဲ့နျူကလ িয়ার လက်နက်အကာအကွယ်ပေးမှုကိုရယူဖို့နှစ်နိုင်ငံဆွေးနွေးမှုတွေရှိလာနိုင်ကြောင်းပြောကြားထားချိန်မှာအခုအစီအစဉ်ကို မက်ခရွန်ကကြေညာခဲ့တာပါအဆင့်မြင့်တယ်မဲ့လူစုလီလေးတက်စခန်းမှာဖြန့်ကျက်မဲ့တက်အင်အားကလည်းလက်ရှိထက်နှစ်ဆတိုးပြီး2000လောက်အထိဖြစ်လာမယ်လို့သိရပါတယ်မက်ခရွန်ကမျိုးဆက်တဲ့ရာဖေးတိုက်လျင်အစ်စ်တွေမှာယူထားတယ်ဆိုတာကိုအတည်ပြုခဲ့ပေမဲ့အရေးအတွက်အတိအကျကိုတော့မကြေညာခဲ့ပါဘူးမက်ခရွန်ဟာပြင်သစ်ရဲ့လက်နက်ပြန်လည်တပ်ဆင်ရေးအစီအမံအစ်စ်တွေကိုကြေညာမယ်လို့ကတိပြုထားပြီးတခြားဥရောပနိုင်ငံတွေကိုလည်း ကိုပိုင်ကာကွယ်ရေးစွမ်းရည်တွေမြင့်တင်ဖို့တိုက်တွန်းထားပါရရှင်။ယာနဲ့ချီများပြတဲ့စစ်တုံးပန်းတွေကိုအပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ရုရှားနဲ့ယူကရိန်းတို့ကအသီးသီးအတည်ပြုကြေညာခဲ့ပါတယ်။ထရမ့်နဲ့ပူတင်တို့ဟာယူကရိန်းစစ်ပွဲရဆိုင်ရေးကိစ္စဖုံးဆက်ဆွေးနွေးခဲ့ကြပြီးနောက်တနေ့မှာအဲ့ဒီတုံးပန်းလဲလှယ်မှုအစီအစဉ်အကောင့်ထဲပေါ်လာတာဖြစ်ပါတယ်။စစ်စုပေါင်းစစ်တုံးပန်း382ဦးကိုနှစ်ဖက်ကြားလဲလှယ်ခဲ့တယ်လို့ရုရှားနဲ့ယူကရိန်းအာဏာပိုင်တွေကအတည်ပြုပါတယ်။ ပူတင်ကရုရှားနဲ့ယူကရိန်းဟာတစ်ဖက်ကိုတုံ့ပန်း195ဦးစီလဲလှယ်မှာဖြစ်တယ်လို့ဒဏ်ရာအပြင်းထန်ရထားတဲ့ယူကရိန်းစစ်သား23ဦးကိုလည်းပြန်လွှဲပြောင်းပေးမယ်လို့အစောပိုင်းမှာကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ဖြစ်နေတဲ့နှစ်နိုင်ငံရဲ့မြောက်ပိုင်းနယ်စပ်တနေရာမှာတုံ့ပန်းလဲကြတဲ့အခါဒဏ်ရာရယူကရိန်းစစ်သား22ဦးကိုပြန်ပို့ခဲ့တယ်လို့ပဲရုရှားကာကွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ဘာကြောင့်တအူးရော့သွားသလဲဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ပြန်လွတ်လာသူတွေဟာစစ်တပ်နေကြာဆောင်တက်နဲ့ဒေသအလိုက် ကာကွယ်ရေးတပ်တွေထက်ကအစုံအလင်ရောနှောပါဝင်နေကြောင်းအခုတုံ့ပြန်လဲလှယ်မှုကစစ်ကာလတခြားအရေးအတွက်အများဆုံးလဲလှယ်နိုင်မှုတစ်ခုလည်းဖြစ်လာကြောင်းဇယ်လမ်စကီကဆိုပါတယ်ယူကရိန်းဟာပြန်ရောက်လာတဲ့စစ်မှုတန်းတွေကိုချာနီဟစ်ဒေသမှာရှိတဲ့စေယုံတွေစီအ мян ပို့ဆောင်ပြီးလိုအပ်တဲ့စစ်ဆေးကုသမှုတွေခံယူစေခဲ့ပါတယ်၃နှစ်ကျော်ကြာလာတဲ့စစ်ပွဲတခြားတုံ့ပြန်လဲလှယ်မှုတွေနဲ့အိမ်ပြန်နိုင်ခဲ့တဲ့ယူကရိန်းစစ်သားအရေးအတွက်က အခုဆိုရင်4300ကျော်အထိရှိလာပြီလို့သိရပါတယ်။ရုရှားအစိုးရကအခုလိုတုံ့ပြန်လဲလှယ်မှုအထမြောက်ခဲ့တာဟာအာရဗ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံအစိုးရရဲ့ဂျားဝင်စိတ်ဆက်ပေးမှုကြောင့်ဖြစ်တယ်လို့အသိအမှတ် ပြုခဲ့ပါတယ်။ UAE ဟာရုရှားနဲ့ယူကရိန်းကြားတုံ့ပြန်လဲလှယ်မှုတွေကို2022ကစပြီးဂျားဝင်ကူညီညှိနှိုင်းပေးနေခဲ့တာဖြစ်ပါရဲ့ရှင်။ဂါဇာကမ်းမြောင်ဒေသမှာစစ်ဆင်ရေးတွေပြန်ဆက်တင်လာတဲ့နောက်အခုအခါအစ္စရေးစစ်တပ်ဟာ ဂါဇာကိုမြေပြင်တပ်တွေပြန်လည်ဝင်ရောက်စေခဲ့ပါတယ်။ဂါဇာမှာအစ္စရေးစစ်တပ် IDF နဲ့ဟာမတ်စ်ပြောက်ကြားဖွဲ့တို့ကြားအပြစ်အခက်ရစဲရေးသဘောတူညီချက်စတင်အသက်ဝင်ပြီးနှစ်လပြည့်တဲ့မတ်လ19ရက်နေ့မှာအစ္စရေးခြေလင်တပ်တွေနဲ့တင့်ကားတွေကဂါဇာကိုပြန်လည်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတိုက်ခင်နှစ်ရက်ကလေးကဣသရေဟာဂါဇာမှာလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်မှုတွေကိုစတင်ခဲ့ပြီးဖြစ်ပါတယ်။ဂါဇာကို IDF ရဲ့မြေပြင်တပ်တွေပါပြန်ဝင်လာပြီးဖြစ်လို့ အပြစ်အခက်ရက်စရေသဘောတူညီချက်ကဆက်ပြီးထိမ့်သိမ်းထားဖို့အခက်ခဲဆုံးအဆင့်ကိုရောက်သွားပါတယ်။အဲ့ဒီလိုအပြစ်ရက်သဘောတူညီမှု ပြက်လူနီးပါးဖြစ်လာတာနဲ့ပတ်သက်ပြီးအစ္စရေးနဲ့ဟာမတ်ကအပြန်အလှန်လက်ညှိုးထိုးဆွဆွဲပစ်တင်နေခဲ့ပါတယ်။အစ္စရေးကဟာမတ်တွေဟာလက်ရှိဖမ်းဆီးထားတဲ့အစ္စရေးတစားကန်တွေပြန်လွှတ်ပေးဖို့တောင်းဆိုတာကိုအချိန်ချင်းညှင်းပယ်ခဲ့သလိုဂျားဝင်ညှိနှိုင်းပေးမဲ့ကမ်းလှမ်းချက်မှန်သမျှကိုလည်းပယ်ချခဲ့တယ်လို့ပြောပါတယ်။ဟာမတ်တွေကလည်း အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကအပြည့်ရသဘောတူညီချက်ကိုတစ်ဖက်သက်ဖျက်ဆီးပစ်ခဲ့သူလို့ရှုံချပြီးအခုအခါအစ္စရေးတစားကန်တွေရဲ့လုံခြုံရေးက အာမခံချက်မရှိတော့ဘူးလို့တုံ့ပြန်ထားပါတယ်။ IDF မြေပြင်တပ်ဖွဲ့တွေဟာဂါဇာတောင်ပိုင်းနဲ့အလဲပိုင်းကိုဝင်ရောက်ပြီးစစ်ဆင်ရေးလှုပ်ရှားမှုတွေစတင်နေပြီလို့အတည်ပြုခဲ့ပါတယ်။ Hamas က IDF ရဲ့မြေပြင်စစ်ဆင်ရေးတွေဟာသဘောတူညီမှုအတွက်အန်တရရဲ့အရန်ကြီးတဲ့ချိုးဖောက်မှုအသစ်တစ်ခုလို့ရှုံချကြေညာထားပါတယ်။ မတ်လ19ရက်နေ့ကဂါဇာအနှံမှာ IDF ရဲ့စစ်ဆင်ရေးတွေကြောင့်လူ80ကျော်သေဆုံးခဲ့တယ်လို့ဂါဇာပြည်သူ့ကာကွယ်ရေးအရပ်ပတ်အဖွဲ့ကောင်းဆောင်ကပြောပါတယ်။ဂျိုးဘိုက်တန်ရဲ့သမရတက်တန်အတွင်ညှိနှိုင်းပိတ်ခတ်မှုအရအစ္စရေးနဲ့ဟာမတ်စ်ဟာ January 19ရက်နေ့ကစလို့အပြစ်အခတ်ရစဲခဲ့ပါတယ်။အဲ့ဒီညှိနှိုင်းမှုရဲ့သဘောတူညီချက်အရအစ္စရေးဟာ Nazarim ဇင်းကြံလို့ခေါ်ဝေါ်ပြီးဂါဇာကိုတောင်နှင်းမြောက်ပိုင်းခြားထားရာမဟာဗျူဟာနယ်မြေတွေကနေဆုတ်ခွာပေးခဲ့ရပါတယ်။ အခုတော့အစ္စရေးကအဲ့ဒီနယ်မြေကိုပြန်ထိန်းချုပ်ဖို့စတင်လှုပ်ဆောင်လာတာဖြစ်ပါတယ်။မတ်လ18ရက်နေ့တုန်းကဂါဇာအနှံ့မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းလူ400ကျော်သေဆုံးခဲ့ပါတယ်။ဒါဟာစစ်ကာလတလျှောက်တရက်တာအသေးအပြောက်အများဆုံးနေ့တွေတည်းကတစ်ခုအဖြစ်စရင်ဝင်ခဲ့ကြောင်းဟားမတ်စ်တွေထိန်းချုပ်ထားတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ ဒီနေမြေထင်းရှုံမှုကြေပြန်းလာတဲ့ ULAA ကိုဟိုကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်းနောက်ဒီဘေးပတ်ဝန်းကျင်နိုင်ငံတွေကဟိုအတိမပြုပြီးတော့ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ဒီရှင်ကိတ်ပြီးတော့မှဟိုဒီလိုအာဒီနိုင်ငံရေးအောက်လုံးတွေဒီနိုင်ငံရေးအောက်လန်းကြီးတွေတုံးပြီးတော့ဟိုတိုက်ွက်ဖော်လာတာဒါဖြစ်ပါတယ် စ်ကောင်စီကရန်ကုန်မြို့မှာကြက်ဘီလီယံတရာခန့်တန်ဖိုးရှိတဲ့မူရင်စည်းဝါးတွေနဲ့အတူမူရင်မောင်ကိုခိုင်းကိုဖမ်းမိတယ်ဆိုပြီးမတ်လ18ရက်နေ့ကထုတ်ပြန်ထားတာရှိပါတယ်။ပြီးတော့အဲ့ဒီမူရင်မောင်ကိုခိုင်းကိုအရခတ်တတော် AA ရဲ့စီးပွားရေးတာဝန်ခံကစီမံနေတာဆိုပြီးတော့လဲဆွဆွဲထားပါသေးတယ်။အခုလိုပဲစေအုစုက AA အပေါ်မူရင်စည်းဝါးနဲ့ပတ်သက်ပြီးမကြာခဏဆွဆွဲလေးရှိပါတယ်။ဒီဆွဆွဲချက်အပေါ်ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA ကတော့ မူရစ်ဆေးဝါးကိစ္စအေအေနဲ့လုံးဝမပတ်သက်ပဲစစ်အုပ်စုကစစ်ရှုံးနေတဲ့အချိန်မှာရှက်ရန်ရန်ထုတ်ပြန်တဲ့နိုင်ငံရေးတိုက်ခိုက်မှုဖြစ်တယ်ဆိုပြီးမတ်လ19ရက်နေ့မှာတုံ့ပြန်ထားပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ဆဆွဲချက်နဲ့လက်ရှိစစ်ရေးအခြေအနေတွေအပေါ်အရခတက်တော်အေအေပြောရေးဆိုခွင့်ရှိသူခိုင်တုခါကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။မင်္ဂလာပါ။အရင်ဆုံးမေးချင်တာကတော့ခုနကပြောထားသလိုပဲ စစ်ကောင်စီကရန်ကုန်မြို့မှာ AA ရဲ့စီးပွားရေးတာဝန်ခံနဲ့ဆက်ဆက်တဲ့မူရည်စီးပွားတွေဖမ်းမိတယ်ဆိုပြီးစွပ်စွဲထုတ်ပြန်ထားတယ်ဒီစွပ်စွဲချက်အပေါ်ဘာများထပ်ဖြည့်ပြီးတော့ပြောချင်ပါသေးလဲအော်ဟုတ်ကဲ့ပါခင်ဗျာဟိုစစ်ကောင်စီရဲ့ဒီအဲဆက်ဆွေးချက်ကတော့ဟိုဒီဟာကတော့ကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိပါဘူးဟိုစစ်ကောင်စီဘက်ကဒီအာဒီလိုမျိုး ULA အပေါ်မှာဒီမတရားအာဆက်ဆွေး လာတာကတော့အခုတကြိမ်သေးမဟုတ်ပါဘူးအရင်တုန်းကလည်းပဲသူတို့ဒီအာတောက်ချောင်းနေပြီးတော့မှအခြေအမြင့်မရှိအာဆက်ဆွေးနေခဲ့တာဖြစ်ပါတယ်။အို့မြမပြီးမှဒီမူရီစေဝါကိုထိန်းချုပ်လောက်ကင်နေတာကဒီအကျင်းပြဲဒီ SAC အာထဲကဒီစစ်ဘော်ချုပ်ကြီးတွေနဲ့ဒီသူရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒီပြည်သူစစ်အဖွဲ့တွေပဲဖြစ်ပါတယ်။အို့ခမရတို့လေးတွေ့မှာပဲเนาะကြားဖြန်းဆိုလဲအာသူတို့ဒီ အာစစ်ကောင်စီကစစ်ဘိုလ်ချုပ်တွေပဲအာလုံနေကြတာပဲဟိုမူရင်းစေဝါဆိုလဲသူတို့ပဲအာဒါထိန်းချုပ်လောက်ကင်နေကြတာပဲဆိုတော့မြန်မာပြည်မှာဒီမကောင်းမှုဒုစရိုက်ဟုတမျကိုဟိုစစ်ကောင်စီကထိန်းချုပ်ထားတဲ့နေရာတွေမှာဟိုသူတို့ဒီစစ်ကောင်စီကဗိုလ်ချုပ်ကြီးတွေကဒီထိန်းချုပ်လောက်ကင်နေကြတာပဲဖြစ်ပါတယ်ဟိုဒါကြောင့်မို့လို့ဒီကိစ္စတွေကဒီကျွန်တော်တို့ ਨੇ လုံးဝဟိုဆက်ဆက်ပတ်သက်မှုမရှိပါဘူး ဟုတ်ကဲ့အရင်ကလည်းအခုလိုပဲဆွတ်ဆွဲလေးရှိတယ်ဆိုပေမဲ့ဘာကြောင့်မို့နော်အခုအချိန်မှာစစ်ကောင်စီက AA ကိုထပ်ပြီးတော့ဆွတ်ဆွဲတိုက်ခိုက်တယ်လို့သုံးသပ်ပါလဲဟိုတစ်ဖက်မှာဒီစစ်ကောင်စီဟာသူ့ရဲ့ဒီတပ်ရင်းတပ်မဒီ viewer စခန်းတွေဟိုနေမြေတွေတစ်ခုပြီးတစ်ခုဆုံးရှုံးလာတဲ့အချိန်မျိုးမှာဒီနေမြေထင်းရှုံးမှုကြေပြန့်လာတဲ့ ULAA ကိုဟိုကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်း နောက်ဒီဘေးပတ်ဝန်းကျင်နိုင်ငံတွေကဟိုအတိမပြုပြီးတော့ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ဒီရှင်ကိတ်ပြီးတော့မှဟိုဒီလိုအာဒီနိုင်ငံရေးအောက်လုံးတွေဒီနိုင်ငံရေးအောက်လန်းကြီးတွေတွန်းပြီးတော့ဟိုတိုက်ကွဲဖော်လာတာဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဟိုဒီကိစ္စကကျွန်တော်တို့နဲ့ဘာမှဆက်ဆက်ပတ်သက်မှုမရှိပါဘူး။ဟိုသူတို့ဆွဆွေရှက်ထင်းမှာဖော်ပြထားတဲ့ဟိုနှမ်းမြေတွေကိုလည်းပဲအာကျွန်တော်တို့မသိပါဘူး။ ဟုတ်ကဲ့ရှင်စစ်ကောင်စီကရခိုင်ပြည်နယ်တွင်းအတိုက်ပွဲတွေမှာဆိုရင်လေ AAO စစ်ရှုံးပြီးနေမျိုးတွေဇက်တိုက်လက်လွတ်နေရတာဆိုတော့အခုနောက်ဆုံးကြံတဲ့သုံးမြို့နယ်တွေကဒီလက်တလောစစ်တွေနဲ့ကြောက်ဖြူမှာဖြစ်နေတဲ့တိုက်ပွဲအခြေအနေတွေကိုလည်းပြောပြပေးပါအောင်ရှင်။အော်ဟုတ်ကဲ့ပါခင်ဗျာ။ဒီအာရခဒေသထေကဒီတိုက်ပွဲအခြေအနေကတော့ဒီစစ်တွေဖက်မှာဆိုလို့ရှိရင်ဒီစစ်တွေနဲ့ပုံနာကျွန်းအစပေါ့နော်ဒီဝါဘိုကြီးရွာပတ်ဝန်းကျင်နေရာတွေမှာ ဟိုအပြန်အလှန်ပြစ်ခတ်မှုတွေကတော့ဟိုဆက်ပြီးတော့ရှိနေပါတယ်။ဟိုစစ်ကောင်စီဘက်ကတော့သူတို့ဒီလေကြောင်းနဲ့ဒီလက်နေကြီးပြစ်ခတ်မှုတွေဟိုတောက်လျှောက်ရှိနေပါတယ်။ဟိုကြောက်ဖြူဘက်မှာတော့ဒီအာတညာဝတီရေဓာတ်စခန်းနဲ့ဒီဆက်ဆက်တဲ့အာပတ်ဝန်းကျင်ကဟိုကျေးရွာတွေမှာဟိုတိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်နေတာရှိပါတယ်။လက်ရှိမှာအာရခတက်တော်အနေနဲ့ ရခိုင်ပြည်နယ်အပြင်ဒီတခြားဘေးဒေသတွေမှာတိုက်ပွဲတွေပေါ်ဆောင်နေပါသေးလေ။ Oh now တိုက်ပွဲအာဖြစ်နေတဲ့နေရာတွေကတော့ဒီပဲခူးတိုင်းခေးကဒီပဒေါင်းမျိုးနေဒီပကံကွေးရွာနဲ့ဒီညောင်ကျိုးကြီးရွာပတ်ဝန်းကျင်တဝိုက်မှာဟိုတိုက်ပွဲတွေအာအပြင်းထန်ဆက်လက်ပြီးတော့ဖြစ်ပွားနေတာရှိပါတယ်။ဟိုပြီးလို့ရှိရင်ဒီအေယာဝတီတိုင်းနဲ့ဒီရခိုင် အဆက်ကနေရာတွေပေါ့နော်အထူးသဖြင့်ဒီအေယာဝတီတိုင်းတာပေါင်းမျိုးနေခြေကနေရာတချို့မှာဟိုတိုက်ပွဲတွေဆက်လက်ပြီးတော့ဟိုဖြစ်ပွားနေတာရှိပါတယ်။နောက်ပြီးလို့ရှိရင်ဒီမကွေးတိုင်းထင်းမှာဆိုလို့ရှိရင်ဒီအာရခိုင်ဒီမကွေးတိုင်းနဲ့ဒီရခိုင်အဆက်ပေါ့နော်ဒီရခိုင်ရိုးမရဲ့ဆင်ချေချိုးအာနေရာတွေမှာ တိုက်ပွဲတွေအာဆက်လက်ပြီးတော့အာဖြစ်နေတာရှိပါတယ်။ဟုတ်ကဲ့ပါအခုလို People Spring ရဲ့မေးမြန်းမှုကိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။